ပကြီးမိုဘိုင်းလေလာမယ့် update version 3.8 classic မှာယထာပလာမယ်ဆိုရင်မှ leak တွေထွက်ရှိတာတာရှိပါတယ်ဘလောက်ထိမှတည်ကြလဲမတည်ကြအောင်လဲဆိုတာတော့နောက်လာ beta version ထွက်တဲ့အခါတည်ရမှာဖြစ်ပါတယ်ယထာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့လွန်ခဲ့တဲ့၄-၅နှစ်အရှိရာ PUBG PC version ဘီကန်ဒီမြေပေါ်မှာတွေးမြင်ခဲ့ရတာမျိုးရှိပါတယ်အခုချိန်လဲကျွန်တော်တွေးမြင်ရလားမတွေးမြင်ရအောင်လားဒါတော့ကျွန်တော်လည်းမပြောတတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကတော့ PC version မစော့ပါဘူးဗျာဒီမှာကျွန်တော် PUBG mobile မှာကြည့်မယ်ဆိုရင်တော့ပုံမှန် Metro Royale မှာတွေးမြင်ရတာမျိုးရှိပါတယ်ဒါပေမဲ့ classic မှာပါလာခဲ့တယ်ဆိုရင်ဘယ်မြေပုံတွေမှာပါလာမလဲပေါ့ဗျာဒါတော့ကျွန်တော်တစ်ချက်လောက်စောင့်ကြည့်ရမှာပဲဖြစ် ်ပါတယ်ဗျာဒါကတော့ beta version ထွက်ရှိလာတဲ့အခါသိရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ PUBG ဘက်ကနေလွန်ခဲ့တဲ့6ရက်ရှိရာဗီဒီယိုတပုတ်တင်ထားတာရှိပါတယ် PUBG မှာဒီ2025မှာဘာတွေတွေ့မြင်ရနိုင်လဲပေါ့ဗျာဒီမှာကျွန်တော် player အနေနဲ့ vehicle mount နေနေလဲဒီက grenade တို့ mibling တို့ဘာတို့အသုံးပြုလို့ရတဲ့ feature ပေါ်မှာအလုပ်လုပ်နေတာမျိုးရှိပါတယ်ဘယ်တော့ပါလာမလဲဒါကတော့ confirm မရှိပါဘူးဗျာလက်ရှိအချိန်မှာကြည့်မယ်ဆိုရင်တော့ car တွေဘာတွေ mount နေတယ်ဆိုရင်တော့ဒီက throwable တွေဘာတွေအသုံးပြုလို့မရပါဘူးဗျာဒီ feature ပါလာတယ်ဆိုရင်တော့တော်တော်လေးကိုမိုက်မှာဖြစ်ပါတယ်ကျွန်တော်အခုဖော်ပြပေးမယ့် feature တွေရပေါ်ရ PUBG PC version နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်ဒါပေမဲ့ PC version မှာတွေ့မြင်ရတဲ့ feature တွေပေါ့ဗျာအနည်းနဲ့အမြင်တော့ကျို mobile version မှာလည်းတွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ destructible terrain တွေကိုတခြားပေါ့ဗျာမြေပုံတွေမှာတွေ့မြင်ရနိုင်ခြေရှိတာဖြစ်ပါတယ်ပြောချင်တာကဘာလဲဆိုတော့လက်ရှိ Rondo မြေပုံမှာကြည့်မယ်ဆိုရင်တကယ်ကျို grenade တွေပါတယ်မြေပုံမှာပစ်လိုက်တယ်ဆိုရင်ဒီကမြေကျုံသွားတာတို့ရှိပါတယ် gas can တွေပါတယ်တနက်ပြစ်ပြီးပေါက်ခွဲလိုက်တယ်ဆိုရင်မြေကျုံသွားတာမျိုးရှိပါတယ် vehicle တွေပါတယ်ပေါက်ကွဲသွားတဲ့အခါမြေကျုံသွားတာမျိုးရှိပါတယ်ဒီပုံစံအနေထားပေါ့ဗျာတခြားမြေပုံမှာလည်းဒီရဲ့ feature ကိုထည့်နိုင်ခြေရှိတာဖြစ်ပါတယ်ဒီပုံမှာလည်းကျို pubg ဘက်ကနေအလုပ်လုပ်နေတာမျိုးရှိပါတယ်တခြား feature နဲ့ပတ်သက်ပြီး ြောရမယ်ဆိုရင် flagon နဲ့ပတ်သက်ပြီးမှလည်းပြောင်းလဲမှုတွေတွေ့မြင်ရမှာဖြစ်ပါတယ်လက်ရှိအချိန်ထိကြည့်မယ်ဆိုရင် flagon မှာဘာမှပြောင်းလဲတာမျိုးမရှိပါဗျာဇုံအပြင်မှာခေါ်တယ်ဆိုရင်တော့ကားတွေပါကြီးကြားလာတာမျိုးရှိပါတယ်ဇုံအထဲမှာချော flag ခေါ်တယ်ဆိုရင်တော့ special loot တွေရရှိတာမျိုးရှိပါတယ်ဗျာအတိုင်းမဲ့ဘလို့ပုံစံပြောင်းလဲမှုတွေလာမလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်တခြား feature တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့မြေပုံအစ်စ်တွေတော့လာမှာမဟုတ်ပါဘူးဘောက်လေဆိုတော့လက်ရှိမှာကြည့်မယ်ဆိုရင်မြေပုံအများကြီးတွေ့မြင်ရတာမျိုးရှိပါတယ်အတိုင်းမဲ့ချော်လက်ရှိရှိပြီးသားမြေပုံမှာပြောင်းလဲမှုတွေတွေ့မြင်ရမှာဖြစ်ပါတယ်ရာသီဥတုနဲ့ပတ်သက်ပြီးပြောရမလားအဆောင်အစ်စ်တွေပါကြီးထည့်နိုင်တာဖြစ်ပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်တကယ်လက်တွေ့ဆန်တဲ့ feature တွေလည်းထည့်နိုင်တာမျိုးရှိပ ပါတယ်ဥမာပြောရမယ်ဆိုရင်ရွန်ဒိုမျိုးမှာချီရှိပါတယ်ရေပေါ်ပြန်ငတ်အိမ်တွေပါတွေးမိရတာမျိုးရှိပါတယ်ငတ်တွေပါလှုပ်လှုပ်ရတာမျိုးရှိပါတယ်ရန်သူတွေပါလာတယ်ဆိုရင်ငတ်ကအော်တာမျိုးရှိပါတယ်အဲ့လိုပုံစံပေါ့ဗျာနောက်တစ်ခုကဒီရဲ့ဝါပင်တွေကိုကားတွေပါနဲ့တိုက်တယ်ဆိုရင်ဝါပင်တွေကျူးသွားတာမျိုးရှိပါတယ်နောက်တစ်ခုကဒီရဲ့ပေါ်ပြန်တစ်တာနဲ့ဆောက်လာတဲ့အကာတွေပါတိုက်တယ်ဆိုရင်ပျက်စီးသွားတာမျိုးရှိပါတယ်ဒီလိုပုံစံပေါ်ပြန်လက်တွေ့ဆန်တဲ့ feature တွေတွေးမိရမှာဖြစ်ပါတယ်ဒီရဲ့ cylinder တွေကိုငွေကြေးတန်းတန်းနဲ့ပြစ်တယ်ဆိုရင်ဒီကောင်တွေကပောက်ကွဲမှာဖြစ်ပါတယ်ဒီလိုပုံစံပေါ်ပြန်လက်ရှိရှိပြီးသားမျိုးမှာကြီးမယ်ဆိုရင်ပြောင်းလဲမှုတွေတွေးမိရမှာဖြစ်ပါတယ်မြေပေါ်အစ်တော်လာမှာမဟုတ်ပါဘူးဗျာနောက်တစ်ခုကတော့ဒီရဲ့အစင်းမြင့်တဲ့ EI ဘော့တင်မာတဲ့အလုံးလုံးတွေတာမျိုးရှိပါ ါတယ်ဒီမှာကျွန်တော်အစင်းမြင့်တင်လိုက်တယ်ဆိုတော့တကယ် probability ဖြစ်သွားပြီလားဆိုတာမေးစရာရှိပါတယ်အဲ့လိုမဟုတ်ပါဘူးဗျာဒီမှာကြည့်ရမယ်ဆိုရင်တကယ်ပေါ့ဗျာ player asset တယောက်လို့ဒီမှာကျွန်တော် player asset ကလည်းဘယ်လိုပုံစံ player လဲဆိုတော့ PUBG Mobile စာဆော့တဲ့ player ပေါ့ဗျာသူတို့ပုံစံဘယ်လိုနေထားရှိလဲအဲ့ပုံစံပေါ့ဗျာအခုမှကျွန်တော် PUBG Mobile ဆော့တက်တယ်ဘယ်ကောင်တွေကပါလဲအကုန်လုံးအသုံးပြတ်သွားပြီပေါ့ဗျာဥပမာပြောရမယ်ဆိုရင် grenade ကိုကျွန်တော်ဘယ်လိုပြေးရမလဲ molly ကိုဘယ်လိုပြေးရမလဲ zone ထဲမှာကျွန်တော်ဘယ်လိုအမြန်ဆုံးဝင်ရမလဲကို teammate တွေပါတယ် knock off ဖြစ်သွားတယ်ဆိုရင် smoke တွေပါတယ်ခင်းကြီးမှကျွန်တော်ကယ်တာမျိုးပေါ့ဗျာအဲ့လိုပုံစံတကယ် player asset တယောက်လို့ဒီရဲ့ bot ကိုလည်းပေါ့ဗျာ AI နဲ့ train လုပ်နေတာမျိုးရှိပါတယ်ဒီကောင် တွေလည်းမကြခင်တွေးမြင်ရမှာဖြစ်ပါတယ်။တခြား feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့နလတစ်ခါပေါ်ရတနက်တေကိုသူက adjust လုပ်မှာဖြစ်ပါတယ် balancing လုပ်မှာဖြစ်ပါတယ်ပြောချင်တာကဘာလဲဆိုတော့ဆိုကြပါစီရဒီတနက်တလက်က close range မှာတော်တော်လေးကိုကောင်းနေဆိုရင်နောက် update မှာပေါ်ရသူ့ရဲ့ damage ကို show လိုက်တာမျိုးပဲဖြစ်စေသူ့ရဲ့ rate of fire ကို show လိုက်တာမျိုးပဲဖြစ်စေတခြားတနက်ကိုပုံပြီးများဦးစားပြီးမှာဖြစ်ပါတယ်။ bullet ဆိုတော့လက်ရှိအချိန်တကယ်ကျောပြိုင်ပွဲတွေဘာတွေကြည့်ရဲဆိုရင်လည်း player အများစုအနေနဲ့ DVS to S12 kilo နဲ့ပတ်ကျဲနေတာမျိုးရှိပါတယ်။လုံးဝပေါ်ရ close range fight မှာကြည့်ရမယ်ဆိုရင်ဒီ SMG တို့ AR တို့ဆိုတာမတွေ့ရတဲ့လောက်ရှားတာမျိုးရှိပါတယ်။ဒါကြောင့်ကျော PUBG ဘက်ကလည်းဒီ ့ meta ကိုပြောင်းမယ်လို့ထင်ပါတယ်သို့မဟုတ်ဆိုရင်ပေါ့ရ player အားလုံးနေရ close range မှာ DPS တိနေပဲကျန်းနေရေဆိုရင်အဲ့လောက်ကြီးတော့ပိုးရကြီးကောင်းတာမျိုးမရှိပါဘူးဗျာဒါတော့အဓိက e-sport နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်ဒါမှမဟုတ်ဆို classic မှာဒီပြောင်းလဲမှုကိုတွေးမြင်ရမှာဖြစ်ပါတယ်ဆိုကြပါစို့ကျွန်တော်တို့ကဒီ update မှာ DPS ရဲ့ damage ကို short ချလိုက်တဲ့ဆိုရင် player တွေနဲ့ DPS မကင်တော့ပါဘူး SMG fight တွေတွေးမြင်ရမှာဖြစ်ပါတယ် AR fight တွေတွေးမြင်ရမှာဖြစ်ပါတယ် close range မှာပေါ့ဗျာဒီမှာကျွန်တော်တနက်အားလုံးကင်ဖြစ်အောင်ပေါ့ရ PUBG Mobile ဘက်ကနေတကယ်ပေါ့ရ player တွေအကင်နေတဲ့တနက်တွေကိုလည်းကောင်းကောင်းပေါ့ဗျာ rebalance လုပ်မှာဖြစ်ပါတယ် feature ကိုကြည့်ရမယ်ဆိုတော့ mobile version မှာ လားမလားတော့မပြောတတ်ပါဘူးဗျာ။ဘောက်လစ်ဆိုတော့ mobile version မှာကြည့်ရမယ်ဆိုတော့ကျွန်တော်က gyro နဲ့ဆော့တာမျိုးရှိပါတယ် PC version မှာဆိုတော့ gyro နဲ့သွားတာမျိုးမရှိပါဘူးဗျာ။တနက်ဖြစ်တဲ့အခါကြည့်ရမယ်ဆိုတော့ PC နဲ့ mobile လာတော့တော်တော်လေးကိုကွာတာမျိုးရှိပါတယ်။နောက်တစ်ခုကတော့ PUBG PC version ဖြစ်စီ mobile version ဖြစ်စီ Unreal Engine 4မှာ run လုပ်နေတာမျိုးရှိပါတယ်။ဒါပေမဲ့ PUBG PC version နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ Unreal Engine 5နဲ့ပတ်သက်ပြီးမှလည်းစမ်းသပ်နေတာမျိုးရှိပါတယ်။ဒီရက်ဆို Unreal Engine 5မှာ OK သွားပြီဆိုရင်တော့ပေါ်ရ graphic တွေနဲ့ပတ်သက်ပြီးမှပြောင်းလဲမှုတွေတွေ့မြင်ရမှာဖြစ်ပါတယ်။ Share graphic တွေတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီရက်ဆို Unreal Engine 5 PUBG Mobile မှာလာဖို့ဆိုရင်တော့လည်းအချိန်ရတော့တော်တော်လေးကိုပေးရမယ်လို့ထင်ပါတယ်လာမလားမလာဘူးလာပေါ်ရဒါလည်းဘာမှ confirm ရလို့မရှိပါဘူးဗျ။ Okay ဒါဆိုတင်ချင်းအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့ PUBG 2025မှာဘာတွေတွေ့မြင်ရမလဲဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းနားလေသဘောပေါက်သွားရေလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျ။ဒီရဲ့ယထာနဲ့ပတ်သက်ပြီးမှတော့ Mobile feature ပဲဖြစ်ပါတယ်တခြားကတော့ PC version လေးကိုကျွန်တော်ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်ဗျ။ဒါဆိုကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျ။တင်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှက်တက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျ။အခုလို video ကြည့်ရှုပေးတဲ့တင်ချင်းအားလုံးနဲ့ကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။